Dancing Letter နောက်ထပ် letter ကိုစီချက်အတိုင်းယူအောင်ဖန်တီးကြည့်ပါမယ်။ Background တစ်ခုကိုပြောင်းလိုက်ပါမယ်။ Spray Library ထဲက letter တစ်ခုကိုခေါ်လိုက်ပါမယ်။ scratch window ရဲ့ဘယ်ဘက်အောက်မှာရှိရဲ extension button ထဲက music ကိုခေါ်လိုက်ပါမယ်။အဲ့ဒါဆိုရင်တော့ code ထပ်မှာ music ဆိုတဲ့ panel တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီတော့ code ကိုစပြီးခေါ်သုံးလိုက်မယ်။ when this prickled move test step ရဲ့အောက်မှာတော့ music group ထဲက play drum for beats ကိုခေါ်လိုက်ပါမယ်။ menu ထဲကကိုကြိုက်တဲ့ drum အတန်ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။နောက်ထပ် move step မှာ minus 10တတ်မှတ်ပေးလိုက်ပါမယ်။နောက်ထပ် play drum for beats ကိုထည့်လိုက်ပါမယ်။ drum အတန်ကိုနောက်ထပ်အတန်တစ်မျိုးတတ်မှတ်ပေးလိုက်ပါမယ်။ letter ကို click ပြုလုပ်ကြည့်ရင်တော့ရလက်ကိုအခုအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်